မြတ်စွာဘုရားလက်ထက်ကမြတ်စွာဘုရားကိုထော်လောကန်းလာလောက်တဲ့ပုံစံတွေရှိတာပဲနော်ဘုရားတော်မတတ်နိုင်ဘူးအဲ့ဒါတော့ဘာဖြစ်လို့တော့သူနဲ့ဆိုင်တာဟုတ်လားသူနဲ့ပဲဆိုင်မှန်ပါမြတ်စွာဘုရားရဲ့နောက်ကနေပြီးတော့ပြုစုပြီးတော့လိုက်နေတဲ့သူနဲ့ခတ္တဆိုတဲ့ယန္တပါရှိသူကတမ္မာမဟုတ်ဘူးဝေဒာလိဒီကလေးဆိုရင်မင်းသားတယောက်ပဲသာသနာတော်ကိုကြီးညိုပြီးတော့သာသနာပေါင်းဝင်လာဘုရားကိုဝေကျုံးငယ်ပြုပြီးနောက်မှလိုက် ။ဒီနေ့ကျတော့ရသော်ဘုရားနဲ့ဆုံးခံသွားတယ်။ဆုံးခံသွားတဲ့အခါကျတော့ကောရခတိယလို့ခေါ်တဲ့အနိုင် practice ခွေးအချင်းချင်းနဲ့အစ္ဆာဒိဋ္ဌိတရားအစိလကကြီးတရားနဲ့တွေ့တယ်။သူစိတ်ထဲမှာသူကခြေစံအဝတ်ကလည်းမဝတ်ဘူးပေါ့လေ။ခွေးလို့ချင်းဒါကမှတကယ်ယဟန္တာဆိုတာသူပဲဒီလိုဟာမျိုးမှာ ဒီလိုပုဂ္ဂိုလ်မျိုးပါတကယ်ယဟနာခေါင်းကောင်းပါပါချင်းတယ်သူပိုင်ဆိုင်တာဘာမှမရှိဘူးမိခွေးတိုင်းဖာခွေးတိုင်းတိုင်းနေတယ်ပေါ့အဆိတ်လကားဆိုအဝတ်တောင်မဟုတ်ဘူးပြီးတော့ခွေးလိုနေတယ်ဟောတကယ်ချိုးချံတဲ့အကျင့်ကြီးပဲဒါမှယဟနာကြီးပဲလို့ဖះနောက်ကလည်းအဲ့လိုတွေးတာမြတ်စွာဘုရားကသိတယ်ဒီကောင်ဘာတွေတွေးနေတုန်းဆိုသိပြီးတော့ဖះကလှဲ့ပြီးတော့ပြောတယ်အေးမင်းတို့ကောင်ကငါနောက်ကလိုက်တာအမှားရဲ့ကွာပြောတဲ့အခါကျတော့သူကအရှင်ဘုရားဘာလို့ဒီလိုမိတ်နာတော့ မင်းခုခုနကခေါ်တဲ့ခတ္တရာကြီးတွေ့ပြီးတော့မင်းဒီဒီလိုအတွေ့တွေမင်းတွေ့နေတယ်မို့လားယဟန္တာဆိုဒီလိုပုဂ္ဂိုလ်မျိုးပဲလို့မင်းတွေ့နေတယ်မို့လားဆိုတော့အော်အရှင်ဘုရားကသူ့ရဲ့ရတ္တဖို့ဂုံကိုအရှင်ဘုရားကဝန်တိုးတာလားမနာလို့ဖြစ်တယ်ဘုရားတော်ပြန်ပြောတာငါမနာလို့လို့ပြောတာမဟုတ်ဘူးမင်းအယူအဆတွေမှားနေလို့ပြောတာအဲ့ဒီကနေစပြီးတော့ပြဿနာတက်တာဘုရားဟောလို့မရအောင်နောက်ဆုံးထူထွက်သွားသူ့နဲ့ခတ်တာနော် တော့အင်းကိုချတဲ့ပုဂ္ဂိုလ်ကလည်းနောက်တော့သူလည်းလူဆက်တော့မှာပါပဲအဲသူကသူမနိုင်လို့ကျင်တာဒီလိုပဲဖြစ်သွားမှာပဲပေါ့နော်သူကသူကျွတ်ချင်တယ်တော့ကျွတ်လာမှာပါကျွတ်ချင်မတန်သေးရင်တော့သူစိတ်သူမနိုင်သေးလို့လို့ပဲအောင်းမရမှာပေါ့နော်အတိယဟန်ဆိုတာလည်းအဲ့တိုင်းပဲဘုရားနာနေပြီးတော့အတွေ့တွေမှားတယ်အရိဋ္ဌယဟန်ဆိုတာလည်းတူတူပဲ ်သက်စွာဘုရားကိုဆန့်ကျင်တဲ့အတွေ့တွေတွေးတာပဲအဲ့တော့ဆုံးမလို့ပြောလို့မရတဲ့ပုဂ္ဂိုလ်တွေကတော့ရှိပါလေဒါကြောင့်မို့မြတ်စွာဘုရားကဒုက္ကသတဲ့ဒုက္ကသဆိုတာပြောရဆိုတော့ခက်တယ်တဲ့ပြောတဲ့အချိန်မလိုက်နိုင်ဘူးဒုက္ကသဆိုတာမှန်ကတော့ဒီဒုက္ကသဖြစ်အောင်ကိုယ်ကိုယ်တိုင်ကျင့်ကြံကြိုးကုန်အားထုတ်မှဖြစ်ပါဒါကြောင့်မို့မေတ္တာတော်မှလည်းပါတယ်သူဝေသောသတ္တဘုဒ္ဓအနတ္တိမာနိ ပြောလို့ဆန်လို့ဖြစ်ရမယ်ဒါမှမေတ္တာဖြစ်မှာအပြောအခက်ရင်ဆရာကလည်းသူ့ဘောမေတ္တာနဲတော့မှာပေါ့သူကလည်းမေတ္တာနှလုံးသားရှိဖို့မလွယ်ဘူးအပြောအခက်တာဟုတ်အဲ့ဒါကြောင့်မို့ဒါကတော့ပုဂ္ဂိုလ်တရားပါကြွချိန်မကြာသေးရင်တော့ကြွအောင်မဟုတ်သေးပါဘူးနောက်ဘုရားကြာရင်တော့ကြွကောင်းကြွပါ